နော်ကျွန်တော်တို့မြင်လိုက်ရတာတော့ကြာပါပြီဒါပေမဲ့ဒီနေ့သူတင်လိုက်တဲ့ post မှာတော့မင်းဆွဲခြင်းတမျိုးပါပဲစင်ယုံခြင်းတမျိုးပါပဲသူ့ရဲ့သားကိုလည်းစစ်မှုထမ်းခိုင်းမှာပါလို့ပြောပါအဲ့တော့ကျွန်တော်တို့စောင့်ကြည့်ရပါဆိုသူ့ရဲ့သားကိုဘယ်ကစစ်မှုထမ်းခိုင်းမှာလဲဟာကြားဖြန့်လုပ်ငန်းတွေမှာပတ်သက်နေတဲ့အမျိုးသီးသမီးတယောက်ပါဆိုရင်ခေါ်ထုတ်နေတဲ့လူတွေလည်းရှိပါဒါရင်လေးကျွန်တော်တို့သတင်းတွေကြားနေရတာဖြစ်ပါဒီသတင်းတွေတက်လာပြီးနောက်ပိုင်းမှာ boarding ပေါ်မှလာတယ်ဆိုတော့သိကြတယ်တက်တဲ့ခိုင်လုံနဲ့အမ် post တွေဖြစ်ပါတယ်သူတင်ထားတာကတော့ရဲ့သားကိုစစ်မှုထမ်းဖို့ထည့်မယ်ဆိုရင်အခုလက်ရှိမြန်မာနိုင်ငံထဲမှာအာဏာရှင်တစုမှစစ်မှုထမ်းစုဆောင်နေတာဖြစ်ပါတယ်စစ်သားစုဆောင်နေတာဖြစ်ပါတယ်ဒီအချိန်ကထည့်တင်နေချိန်ဖြစ်ပါတယ်နော်အဲ့တော့ကိုယ့်သားကိုအရင်ကိုယ့်စကားနဲ့ညီအောင်ထည့်ပြလိုက်ပါအားလုံးပဲမင်္ဂလာပါခင်ဗျာဒီနေ့ကျွန်တော်တို့ဗီဒီယိုကနေမလေးရှားရောက်မတဲတဲအေးရဲ့အားအသင့်စရာကောင်းတဲ့ဆွဆွဲချက်တွေကိုတင်ဆက်ပေးသွားမှာဖြစ်ပါတယ်ဒီဆွဆွဲချက်တွေဟာ မအေတင်ကိုရဲ့စစ်မှုထမ်းနဲ့ပတ်သက်တဲ့ပုံတစ်ခုကနေစတင်ခဲ့ပြီးဥရေထမငွေနဲ့ဖြည့်ရှင်းသူဆိုတဲ့အကြောင်းအရာတွေအထိပါဝင်လာတာကိုတွေ့ရပါတယ်။အေတင်ကိုကရက်ကျေးလူကြီးတွေစစ်စစ်ဖို့နဲ့မိသားစုအခက်ခဲရှိရင်အတနာခံစားတင်ပြီးလွမြောက်နိုင်တယ်ဆိုတဲ့အချက်ကိုအဓိကထားမျှဝေခဲ့ပါတယ်။မတဲတဲအေးရဲ့ရုပ်တံထဲမှာတော့သူမကမအေတင်ကိုကိုစောင့်ကြည့်နေတာကြာပြီးဖြစ်ကြောင်းအေတင်ကိုနဲ့အွန်လိုင်းပြဿနာတက်သူတမီဆိုးအပါဝင် လူမှန်သမျှဖန်ဆီးခံရတာကိုတွေ့ရတဲ့အတွက်အေတင်ကိုဟာငွေကြေးအင်အားနဲ့ဖိအားပေးနေတယ်လို့ဓာတ်ရိုက်ဆွဆွဲထားပါတယ်ဒီစစ်မှုထမ်းပိုးဟာအေတင်ကိုရဲ့ဘောမဖြစ်မှုကိုတက်တည်ပြနေတယ်လို့လည်းမှတ်ချက်ပြုခဲ့ပါတယ်ဒီလိုမျိုးပြင်းထန်တဲ့ဆွဆွဲချက်တွေနဲ့အများပြည်သူသိစေဖို့ဖော်ထုတ်ပြောဆိုလာတဲ့မတဲတဲအေးရဲ့ရုပ်တံအပေါ်ခင်ဗျားတို့ရဲ့အမြင်ကိုသိချင်ပါတယ်ခင်ဗျာဒီကိစ္စကိုဘယ်လိုမြင်ပါသလဲအားလုံးပဲနားဆင်ဝေဖန်တုံ့တက်ပေးသွားခဲ့ကြပါအောင်ခင်ဗျာ ်ဒီမှာမှရှင်းတမတော်တည်းတည်းလေးပါလက်ရှိပြေးချနိုင်ကြမှာငေးထိုင်နေပြီးတော့မှတော်လေးဒီမှာတယောက်ဖြစ်ပါတယ်တော်လေးကိစ္စတွေကိုတက်နိုင်ကြဝမ်းကူပြုံးပေးနေတယ်လို့ပြောဖြစ်ပါတယ်ကျမတော်ယုံကိစ္စတွေနဲ့ဆယ်လီနဲ့ပတ်သက်ပြီးတော့ပြောလို့မရှိပါဘူးမြန်မာပြည်ကနေဆယ်လီတွေပေါ့နော်ဒီတော်လေးကာလမှာဆယ်လီဖြစ်လာတဲ့လူတွေနာမည်ကြီးလာတဲ့လူတွေနဲ့ပတ်သက်ပြီးတော့ပြောလို့ပြောတာမရှိပါဘူးဒါပေမဲ့ဒီနေ့ကတော့ပြောအောင်မှာဖြစ်ပါတယ်မြန်မာပြည်တွေမှာရှိနေတဲ့မအေးတီကိုနဲ့ပတ်သက်ပြီးပြောမှာဖြစ်ပါတယ်လူလဲဆယ်လီကြောက်လို့ပါချင်တော့အဲ့တော့ ဒီအမျိုးသမီးကကျမအရင်တော့ကဒီတော်လေးမတိုင်ခင်ကလာအထင်လေးစားခဲ့တယ်လို့ပါလေးစားတယ်သူရဲ့စိတ်သက်ကိုလေးစားတယ်အမျိုးသမီးတယောက်နဲ့စွမ်းဆောင်နိုင်တယ်အမျိုးသမီးတယောက်နဲ့ထွက်ကြောနိုင်တယ်ကြံကိုကိုကိုတည်ဆောက်နိုင်တယ်ဆိုတော့အရာတွေကိုကြည့်ပြီးတော့မှဒါကျွန်တော်ဒီမှာအမျိုးသမီးတွေထဲမှာဒီလိုမျိုးသမီးတွေအများကြီးလိုအပ်နေတယ်ဆိုတော့ကျွန်တော်ဒါတော့လက်ခံတယ်ရှင်စီးပွားရေးမှာပေါ့နော်အဲ့တော့ဟိုကျွန်တော်ပြောချင်တာကဒီမျိုးသမီးကိုကျွန်တော်အရင်တော့လေးစားခဲ့တယ်ဆိုတော့ပြောချင်တာပါဒီနေ့သူတင်လိုက်တဲ့ post မတိုင်ခင်ဒီလေးစားပါတယ်။သူရဲ့ပြဿနာတွေလည်းပေါင်းစုံတွေ့ရတယ်။ အာဒီအစိုးရတသားသားလုံးနဲ့ဖြစ်တဲ့ကိစ္စတွေတခြားသူရဲ့လူမှုရေးပြဿနာတွေပေါ့ရှင်နော်အဲ့တော့တန်းသမီးကိုချစ်တဲ့မိခင်ပြောင်းနေတယ်လေမြင်ရတယ်မြင်ရခဲ့တာဖြစ်တဲ့အတွက်ကြောင့်မလို့ဟိုအတန်အသင့်ကျွန်မနေစားတယ်သူ့ပေါ့နော်ဒါပေမဲ့ဒီနေ့သူတင်လိုက်တဲ့ post မှာကဒီလိုမှပေါ်မှလုံးလုံးရရပေါ်မှာတော့ကိုရင်ပေါ်မှလိုက်တဲ့ post ခုဖြစ်ပါတယ်ဟုတ်ကဲ့ဒီနေ့ဒီလိုလူကြီးကိုစဉ်းစားရမယ်ဆိုတော့တောင်းဝင်တရားတော်ပြောနေရဖြစ်ပါတယ်။ဒီရဲ့တာသမီးတွေကိုလည်းစစ်မှုထမ်းပါပါလို့စစ်မှုထမ်းခိုင်းပါပါလို့ပြောပါတယ်။ အရင်တုန်းက तू ကမပြောခဲ့တယ်ဆိုလို့ရှိရင်သူ့ရဲ့သားဟာတော်လန်ရေးထဲမှာစံနာပြလို့အဖမ်းခံခဲ့ရတယ်လို့ပြောပြီးကုံစားခဲ့တဲ့လူတစ်ယောက်ဖြစ်ပါတယ်။ဒါပေမဲ့သူ့ရဲ့ဇကားတွေကအရှိဟိုအနောက်အသွားလွတ်အောင်အမြဲတမ်းပြောလို့ရှိပါတယ်။တစ်ဖက်ကလည်းခွာထားတယ်။အဲ့တော့နှစ်ဖက်ခွာထားတဲ့လူတစ်ယောက်ဆိုတာသူ့ရဲ့တင်တဲ့ post တွေမှာတဖြည်းဖြည်းနဲ့ပြစ်တာလာတယ်ပေါ့ရှင်နော်။သူကနှစ်ဖက်ခွာထားတာ။အဲ့ဒါမှလည်းတော်လန်ရေးထဲမှာသူ့ရဲ့သားပါခဲ့တဲ့ဆိုမျိုးမှာတော့သူကကျွန်တော်တို့ပြောလို့ရှိပါတယ်။အခုသူပြောလာတာကတော့ပြောပြီးမှတော့ရှိနေတယ် ပြည်သူတွေကိုစုတန်းတင့်နေဆိုတဲ့အကြောင်းကိုသူပြောလာတာပြည်ရဲ့သားကိုလည်းစုတန်းခိုင်းတယ်လို့ပြောရတယ်မြမပြည်ရင်းထဲမှာပြည်သူတယောက်အနေနဲ့စုတန်းရမယ်ဆိုတာတောင်းရင်တရက်ပါလို့သူပြောပါတယ်ကျမပြောနေတာဒီစကားနဲ့ပတ်သက်ပြီးပြောနေတာပါကျမတို့မြန်မာလူမျိုးတွေရဲ့ဟိုတွားနေတဲ့စိတ်နေသဘောထားကကျွန်တော်ညီမလူမျိုးတွေကလူတယောက်ကိုတနာတက်တယ်နော်လူကိုယ့်ထက်ဆွမ်းဆောင်နိုင်တဲ့လူဆိုရင် လေးစားအားကြတဲ့စိတ်ရှိနော်ပြီးတော့ တို့ရဲ့လောရက်ဒီပေါ်မှာကြည့်ပြီးတော့မှကျွန်တော်တို့ပြည်သူလူထုကဒီအပေါ်မှာပေါ်လို့လိုက်ကြတာပေါ့ချင်နော်အဲ့တော့သူကဟိုဆောက်တဲ့မင်းကြီးကိုမဟုတ်တဲ့မင်းကြီးကိုပြတဲ့တူ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 လေးထောက်ကတည်းကလေးရှိပါနော်ဟုတ်ကဲ့အားကျွန်တော်အမှန်တမ်းမှတ်ထားတာပါအခုနောက်ပိုင်းမှာသူဖြစ်တဲ့ပြဿနာတွေကိုကြည့်လိုက်မယ်ဆိုရင်သူနဲ့ပြဿနာဖြစ်တဲ့လူတွေကအဖမ်းခံရရင်ခံရမယ်မခံရရင်ထွက်ပြေးရမယ်ဒီလိုအနေထားမျိုးအဲ့တော့ဒီမျိုးသမီးကငွေနဲ့ငွေတို့ပတ်ပြီးဥပဒေအထက်မှာ ရှိနေတယ်ဆိုတော့တပြေးပြေးနဲ့မြင်လာရတာဖြစ်ပါတယ်။နော်ကျွန်တော်တို့မြင်လာရတာတော့ကြာပါပြီ။ဒါပေမဲ့ဒီနေ့သူတင်လိုက်တဲ့ post မှာတော့မင်းဆွဲခြင်းတမျိုးပါပဲ။စင်ယုံခြင်းတမျိုးပါပဲ။သူ့ရဲ့သားကိုလည်းစစ်မှုထမ်းခိုင်းမှာပါလို့ပြောပါတယ်။အဲ့တော့ကျွန်တော်တို့စောင့်ကြည့်တာပေါ့ရှင်။သူ့ရဲ့သားကိုတကယ်စစ်မှုထမ်းခိုင်းမှာလား။တကယ်တမ်းကျတော့ကျွန်တော်တို့ပြည်သူလူထုဟာစစ်ကောင်စီကိုပဲထောက်ခံတဲ့လူဖြစ်ဖြစ်နော်။ဒီ NLD ကိုပဲထောက်ခံတဲ့လူဖြစ်ဖြစ်ဘယ်သူမှစစ်မှုထမ်းခိုင်းမှာ နော်အဲ့ဒါကအမှန်တရားပါပဲဘောမတွေငင်းလို့မရတဲ့အချက်ပါဘလောက်ပဲဘောမနေပါတယ်တို့ပြောဘလောက်ပဲစက်တက်ကြီးကိုချစ်ပါတယ်တို့ပြောတနက်ပေးပြီးတော့ရှေ့တန်းထွက်ရမယ့်ကိစ္စကိုတော့ဘယ်သူမှမလုပ်ချင်ပါဘူးဒီမလုပ်ချင်လို့လေပြည်သူလူထုဟာဒီရွေးကောက်ပွဲကိုလုံးဝစိတ်ဝင်စားတာစိတ်ဝင်စားလို့လေအဲ့အာနာရှင်တို့တိုက်အောင်လက်ရှိမှာပြည်သူလူထုအမျိုးမျိုးပြားပေးပြီးလူပင်အောင်ရှင်တွေကို ခေါ်ယူပြီးတော့တုံးဆွဲနေတာဖြစ်ပါတယ်။လူပညာရှင်တွေကိုခင်းနေမလို့ခင်ကြည့်နေစီဘောမမကင်းလုံးသူရဲ့အကြောင်းကိုပေါ်ထုတ်နေကြတဲ့အစိုးရတသသားကိုဘာလို့ရှိပါလဲသူဟာကြားဖြန့်လုပ်ငန်းတွေမှာပတ်သက်နေတဲ့အမျိုးသီးသမီးတယောက်ပါဆိုရင်ခေါ်ထုတ်နေတဲ့လူတွေလည်းရှိပါဒါရင်းလေးတော်တို့တရင်နေကြားနေရတာဖြစ်ပါဒီတရင်နေတက်လာပြီးနောက်ပိုင်းမှာပေါ်တင်ဘောမလာတယ်ဆိုတော့တိကျတယ် တက်တည်ခိုင်လုံနဲ့အမ် post တွေဖြစ်ပါတယ်သူတင်ထားတာကတော့เนาะအဲ့တော့သူ့ရဲ့သားကိုဟိုနိုင်ငံသားတိုင်းဟာစုံခံတာကိုတောင်းဖို့ရတယ်လို့ပြောနေတာသူ့ရဲ့သားလေးကိုစုံခံတာကိုသူအဲ့တော့မကြမ်းမောက်တဲ့လားခင်ဗျာလေးတနည်းဆုံးနဲ့ အဲ့တော့တမင်းတော်မှန်လာရင်မှန်လာရင်ကျွန်တော်ပြောနေတာပေါ့ဗျာသူပြောနေတာမှန်နေမှန်နေအမှန်ကိုဆိုတော့ကျွန်တော်ပြောမဆုံးဖြတ်ချင်ပါဆိုတော့ကျွန်တော်တို့အကိစ္စကြီးစိတ်မနာတော့တော်တော်ရင်းသမားတွေဖြစ်နေတယ်တော်တော်ရင်းနဲ့ပတ်သက်ရင်တော့စိတ်မနာတယ်အဲ့တော့နေရာနေရာကပါတယ်လို့ပြောရင်တော့ကျွန်တော်ကပြန်ပြောရမှာကအဲ့ဒီအီဒင်ကိုဆိုတဲ့အမျိုးသမီးနော်ဒီစကားမပြောခဲ့ရင်သူနဲ့ပတ်သက်ပြီးကျွန်မနေရာကဝေပါတဲ့အကြောင်းရှိပါဘူးအခုကအမှုနီးနဲ့ဘဲဆွဲနေတာဖြစ်ပါတယ်နော်ဘဲဆွဲနေတာဖြစ်ပါတယ်အဲ့တော့နိုင်ငံသားနိုင်စိတ်မထမ်းဖို့တာဝန်ရှိပါတယ်ဆိုတဲ့စကားကိုဘောမတွေလက်ခံ ်ညမကကျမတို့ကိုအနိုင်လူကျင်တာနဲ့ပြောရင်တော့ပြောမှာပေါ့ရှင်တို့ကစိတ်မထမ်းဘူးအစင်တိတ်ဖြစ်နေပါတယ်လို့ပြောကြင်တော့ပြောမှာဘူးဒါပေမဲ့သူတို့အကြောင်းကိုတို့ကိုယ်တိုင်သိပါတယ်စင်မထားဘူးရေတို့ဘလို့ရှောင်ရှားနေရတယ်လေဘလို့ရေပတ်စံနေရှာပြီးပေးနေရတယ်လေဘလို့ရေအောက်ကျနောက်ကျခံပြီးဒီအာနာရှင်နေနဲ့ပေါင်းနေရတယ်လေဆိုတာသူတို့ကိုယ်တိုင်သိပါအဲ့တော့မတ်အေတင်ကိုရှင့်ရဲ့သားကိုစင်မထမ်းဖို့တဲ့မယ်ဆိုရင်အခုလက်ရှိမြန်မာနိုင်ငံထဲမှာအာနာရှင်တစုဟာစင်မထမ်းစုဆောင်နေတာဖြစ်ပါတယ် စစ်သားစုဆောင်နေတာဖြစ်ပါတယ်ဒီအချိန်ကထဲတင်နေချိန်ဖြစ်ပါတယ်နော်အဲ့တော့ကိုသားကိုအရင်ကိုစကားနဲ့ညီအောင်ထဲပြလိုက်ပါဟုတ်လားဒါပေမဲ့ရှင်ကတော့လုံးဝဘောမအစ်စ်ကြီးဆိုတာကိုကျမတို့မြင်တွေ့လိုက်ရတာဖြစ်တယ်ပေါ့အဲ့တော့ပြည်သူလူထုတွေကလည်းပရဟိတနဲ့ပတ်သက်လာလို့ရှိရင်မိသားရှင်ကြီးဆိုပြီးတော့မှလူတယောက်ကိုအာနော်ဟိုအချင်းကြီးရတယ်လေးစားကြရတယ်အနေထားပေါ့အဲ့တော့ဒီကိုကိုယ်တိုင်လေးစားနေတဲ့အမျိုးသမီးတယောက်ကပုဇက်ကနေပြီးတော့စစ်မှုထမ်းဖို့အတွက်ကို စီယုံနေတဲ့ကိစ္စမှာအဲ့ဒီပိုးမလေးရောမြန်မာပြည်တွင်းထဲမှာရှိနေတဲ့ပြည်သူလူထုကဘယ်လိုချင်းလဲဒီလိုအမျိုးသမီးတွေမြန်မာနိုင်ငံထဲမှာနာမည်ကြီးပြီးစေတွေဖြစ်နေတာတော့အမှန်ပါပဲဒီလိုလူတွေပါဇက်ကလုပ်ငန်းရှင်တွေပါဇက်ကထွက်တဲ့ဇကားကိုရှင်းလို့ဟိုဘယ်လောက်ထိယုံကြည်တယ်လဲဘယ်လောက်ထိအားကိုးတယ်လဲဒါအခုကိုကိုပြန်မရမယ့်ကိစ္စဖြစ်ပါဘယ်လောက်ပဲအာနာရှင်ကိုထောက်ခံပါတယ်ပြောပြောစစ်မှုထမ်းနေတယ်လို့တယောက်မှမရှိပါဘူးနော်အဲ့ဒါသိကြပါစစ်မှုထမ်းခိုင်းနေတယ် လုပ်ငန်းရှင်တယောက်ရဲ့ပါဇက်ကထွက်တဲ့စစ်မှုထမ်းဖို့လူသားတိုင်းမှာတာဝန်ရှိပါတယ်နိုင်ငံသားတိုင်းမှာတာဝန်ရှိပါတယ်ဆိုတဲ့စကားကတော့တော်တော်လေးကိုကိုချင်းစာတရားမေ့တဲ့စကားဖြစ်ပါတယ်အဲ့လိုဘယ်လိုထင်ကြတယ်လဲဘာလို့မြန်မာနိုင်ငံထဲမှာစေတနာရှင်ကြီးတွေကိုအချင်းကြီးလေးစားတဲ့စိတ်ရှိတယ်ဘောမတွေကတော့ပုံကြီးလေးစားထင်ကြီးမှာပေါ့ဒါပေမဲ့တကယ်တမ်းအားပေးလာခဲ့ကြတဲ့မတ်အေတင်ကိုတယောက်ဒီစကားပြောလိုက်တဲ့အပေါ်မှာတကယ်ပဲပြည်သူလူထုကလက်ခံပြီးတော့ကိုယ့်ရဲ့အသားသမီးတွေကိုစစ်မှုထမ်းတဲ့တင့်မာလားဆိုတာတော့